သရဏဂုံတည်ရဲ့သရဏဂုံစိက္ခတ်ပုဂ္ဂိုလ်အပဲမကြဘူးသရဏဂုံဟူစိက္ခတ်ထားတဲ့ပုဂ္ဂိုလ်ဖရတရားတန်တာဇေရဏသုံးပါလို့ဆိုတဲ့တရဏကိုကိုယ်ဝယ်စိက္ခတ်တဲ့ဥပဒကဥပတိကမှအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ဝယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ရသော်ဘုရားဟာ တကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါလည်းပဲတကယ်အာယုံပြုလို့ရှိအကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ဖရတရားတန်ခါကိုကိုယ်ပဲစိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားရေကေရှိဘုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောတာတရဏဂုံတည့်ရတဲ့တရဏဂုံစိတ်ကပ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆို